ုသိုလ်များတဲ့သူတွေမှာအဖေနဲ့အမေကိုရှစ်ခိုးလှုပ်ကြွေးတဲ့ပုံစံတွေမပါဘူးလားပါတယ်တဲ့အဲ့တော့မိဘနှစ်ပါးကျေးဇူးတွေများပုံကျေးဇူးတော်ရှင်များစွာကြာစတော်ကြီးရဲ့လင်္ကာလေးတွေကောင်းလွန်လို့တိုင်ပေးမယ်လိုက်စို့ကြည့်မြေထုရေထုလေထုပမ္မံမိဘနှစ်ပါးလှုပ်ကြွေးရရှာ ယဟံဖြစ်စေလူဖြစ်စေပွဲမိဘနှစ်ပါးလုံးကြွေးသင်ပါれမြေထုရေထုလေထုပံမံမိဘနှစ်ပါးလုံးကြွေးရရှာ ယဟန်ဖြစ်စေလူဖြစ်စေကွယ်မိဘာနှမလုံးကျွေးသင်ပါれကိုယ်အနန္တကျေးဇူးရှင်ကြီးမားလာတဲ့မြေတို့ရေတို့လေတို့ဗမာမကသာအောင်ကုန်ကျေးဇူးကြီးမားကြတဲ့မိဘနှမရဲ့ကျေးဇူးတွေ ကိုယ်စွန်များစွာရရနိုင်တဲ့မိဘနှမကိုမိပြီးတော့ရမယ်မိဘကျေးဇူးတွေကိုမြန်ပြီးတော့ဇက်တော်မယ်မိဘကိုလှုပ်ကြွေးတော်မယ်ဆိုရင်ပြိသက်ရင်ယဟမဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်မိဘကျေးဇူးဇက်တိုက်ပါတဲ့လှုပ်ကြွေးတိုက်ပါတဲ့သဘောပေါက်ရဲ့လားဟေးအဲ့တော့ပြိသက်ရင်မိဘနှမနဲ့ပတ်သက်လာရင်မိဘကျေးဇူးတွေနဲ့ပတ်သက်လာလို့ရှိရင်ကျေးဇူးတော်ရှင်စရောဘုရားကြီးတွေကမိဘမေတ္တာတရားတွေများစွာဟောတာမရှိဘူးလား ဒီကနေ့လည်းပဲဘုဘုံတော်အလုံးစုံသရကောင်းတွေကိုကျေးဇူးဆက်သွားဖြင့်အနစ်ချုပ်ပြီးတော့မိဘမေတ္တာကလေးပေါ့။မြတ်စွာဘုရားကမိဘမေတ္တာကိုပရိသေယနတ်တို့နေထိုင်ရာမြေမောတောင်းနဲ့နိုင်ရှင်လို့ပြ။ယူဇနာပေါင်းရှင်သောင်းလေးတောင်အမြင့်ဆောင်တဲ့မြေမောတောင်းနဲ့မိဘနာမရဲ့မေတ္တာနဲ့နိုင်ရှင်လို့ကြည်မဲ့ဆိုရင်မိဘမေတ္တာကမြားလုံးလုံးမြေမောတောင်းကြီးက နွားဦးရိုးလောက်ပဲရှိပါတဲ့မြင့်မောတောင်နဲ့မိဘမေတ္တာနိုင်လို့ရသလားမရဘူးပြိသေမာသမုဒ္ဒရာရေတွေကရေတွေမာသမုဒ္ဒရာလေးစင်းကရေတွေဘလောက်ပဲများပါတယ်ပြောပြောဘုံဘုံတော်လုံးသောဆွေတော်မျိုးတော်ပေါင်းတော်ကောင်းတို့ရဲ့အဖေတို့အမေတို့ရဲ့မေတ္တာ မိဘမေတ္တာနဲ့နိုင်ရှင်လို့ကြည်မဲ့ဆိုရင်ပြိသယ်မိဘမေတ္တာကများလို့လို့မဟာသမုတ်တရားရေတွေကကောင်းခင်ကကြလာတဲ့မိုးရေစမိုးရေပါမိုးရေပါမှန်းပြီးတော့မြေကြီးမှာကြိုင်ွက်ကလေးတင်အဲ့ဒီကြိုင်ွက်တဲ့တင်းနေတဲ့ရေဆက်ရေပေါင်းလောက်ပဲရှိပါတဲ့မိဘမေတ္တာနဲ့မဟာသမုတ်တရားရေနဲ့နိုင်ရှင်လို့ရသလားမိဘမေတ္တာမများဘူးလားပြိသယ် မကြည်မာဘူးလားလောကသတ္တဝါတွေမိခိုးနေတိုင်းနဲ့ဟောဒီမဟာပရဝိမေထုကြီးနဲ့မိဘမေတ္တာနဲ့နိုင်ရှင်လို့ကြည်လိုက်မယ်ဆိုရင်မိဘမေတ္တာကများလွန်လို့တဲ့မဟာပရဝိမေထုကြီးကဇီးရွယ်ဝါရွယ်လောက်ပဲရှိပါတဲ့မဟာပရဝိမေထုနဲ့ကောမိဘမေတ္တာနိုင်ရှင်လို့ရသလားမရဘူးပြိတ္တကြီး ကောင်းကင်ကြီးမောကြီးဘယ်ကဇလာတယ်လို့မြင်သလားမြင်လားပြိသက်ကြီးကောင်းကင်ကြီးဘယ်ကဇလာတာမသိလားဘယ်မှာဆုံးသွားတယ်ရောထင်ရဲ့လားအဇာလည်းမမြဲဆုံးလည်းမထင်တဲ့ကောင်းကင်ပြင်းကျယ်ကြီးကိုမောကြီးအဲ့ဒီကောင်းကင်ပြင်းကျယ်ကြီးတနည်းပြောရင်ဇကြဝဠာအဝဝိုင်းကြီးနဲ့နိုင်ရှင် ဘုဗုံတို့တကကြီးတကမာကြီးတို့ရဲ့အဖေတို့အမေတို့ရဲ့မိဘမေတ္တာနဲ့နိုင်ရှင်လို့ကြည်လိုက်မယ်ဆိုရင်မိဘမေတ္တာကကြီးမားလွန်လို့အဲ့ဒီကောင်းခင်ပြင်ကျယ်ကြီးကအနဘဘလောက်ပဲရှိပါသတဲ့ဘာလောက်ရှိအနဘဘလောက်ပဲရှိတယ်နိုင်ရှင်လို့ရသလား မြေတို့ရေတို့လေတို့ဗမာမကသာအမိပါရဲ့မေတ္တာကျေးဇူးတွေရောပြန်ပြီးတော့ဇတ်တော်မဲ့လှုပ်ကြွေးတော်မဲ့လို့ဆိုရင်လူပဲဖြစ်ဖြစ်ရာမဲ့ဖြစ်ဖြစ်မိပါနှစ်ပါးကိုလှုပ်ကြွေးသင်ပါလေမလှုပ်ကြွေးသင်ဘူးလားအဲ့တော့မိပါနှစ်ပါးကိုလှုပ်ကြွေးခဲ့တဲ့ယာဝေကလေးနဲ့ကျေးဇူးဆက်ခဲ့တဲ့ဝတ္ထုတာရကဇလန်းကလေးအနစ်ချုပ်ပြီးတော့ဘုံဘုံဒီနေရာလေးမှာထည့်မျိုးပြခြင်းလား ရသော်ဘုရားရှင်ကိုယ်တော်မြတ်လက်ထက်တော်ကတော့ကသာဝတိမြေမွန်စီတော်ကြောင့်တရင်သုံးပြီးတော့နေတော့ကသာဝတိမြို့ထဲမှာစည်းစိမ်ဥစ္စာချမ်းသာကြွယ်ဝတဲ့တတိယဇနီးမောင်နှံမတော်ရဲ့သောသားကလေးတယောက်ရှိပါတယ်။အဲ့ဒီသားကလေးအရွယ်ရောက်တော့မြတ်စွာဘုရားရဲ့တရားကိုနာတရားနာပြီးတော့ကိလေသာငြိမ်းချောင်းရန်ကောင်းတို့ရဲ့အကျင့်တွေကိုကျင့်ခြင်းနဲ့ယန္တရားအာထုတ်ခြင်းတော့ မြတ်စွာဘုရားဓမ္မပရိသေရာဝေဘုခွင့်ပါမိဘနှစ်ပါးကခွင့်မပြုတော့အဲ့တော့မိဘနှစ်ပါးဓမ္မပြန်ပြီးတော့ခွင့်တောင်းကြီးလို့မြတ်စွာဘုရားကလော့အိမ်မြန်မိဘနှစ်ပါးဓမ္မခွင့်မတော်ပရိသေမိဘနှစ်ပါးကတဝတိသောသာချင်းမဝါယူမဝါတဲ့သာကလေးဆိုတော့ရာဝေခွင့်မပြုဘူးအဲ့တော့အဖေတို့အမေတို့ရာဝေခွင့်မပြုရင် သာသေးရင်သေးပဲစေတော့ခမင်းလည်းမစားတော့ဘူးခမရရေလည်းမတော့တော့ဘူးခမရမလုံတော့ဆိုတော့ဇန္တပြအဲ့ဒီလိုရက်တွေနဲ့နဲ့ကြားလာတော့ပြိသက်ရေအဲ့ဒါ3ရက်4ရက်5ရက်နောက်တစ်ပတ်လောက်ထိဖြစ်လာတော့တတိယဇနီးမောင်းတဲ့ကရှင်မကြီးတို့သားလေးဒီအတိုင်းဆိုရင်တော့သေသွားလိမ့်မယ်သူဝိကျင်နေတဲ့ရာဝေခွင့်ပြုလိုက်ပါတော့ အဲ့တော့ပရိသတ်ရဲ့နောက်ဆုံးရဝတ်ခွင့်ပေးလိုက်တော့အာယမယပရိသတ်ရဲ့အာဇီများထိုးသွင်းလိုက်တယ်လို့ပဲအပြည့်နေတဲ့လူနာအာဇီသွင်းတယ်လို့ပဲအာရိရှိဝမ်းသာပြီးတော့မြတ်စွာဘုရားကြောင်းသွားယာဝေယာဝေမိတဲ့အခါကျတော့မှမလုံတုံးလို့ဆိုတော့မြတ်စွာဘုရားတန်ကကမ္မဋ္ဌာန်းတရားတွေကိုသင်ယူကမ္မဋ္ဌာန်းနည်းတွေကိုသင်ယူပြီးတော့အဘိရောအမေရောနဲ့ဝေယျမျိုးကြီးများကြီးနဲ့ဝေယျ တော်ရည်နဲ့သွားပြီးတော့တရားအားထုတ်ပါတဲ့တရားထုတ်တာ12နှစ်တောင်ကြာတဲ့ပါရမီတက်ခန်းကနှုတ်နေတော့တရားသူကမရဘူးတရားသူရသလားတရားသူမရသေးဘူးတဲ့ဒီနေ့ကြတော့သာဝတိမျိုးတဲကသံဃာတော်တစ်ပါးကလည်းပဲတော့ရဇောက်တီဘတော်ရင်ကြွာလာအဲ့ဒီမှာပြိသိရေးမေးတာရှင်မယသာဝတိမျိုးတဲကသနေကြီးတထေကြီးဇနီးမောင်နဲ့ကြောင်ကြားသလားခရလို့ အမျိုးအမည်နဲ့တက်ပြီးတော့ရှင်ဘုရားအရှင်ဘုရားမေးတယ်သတိကြီးဇနီးမောင်နှံခုတော့ဇင်းရဲ့ပြီးလို့ဇင်းရဲ့လွန်းလို့တောင်းစားရတဲ့ဘဝဒုက္ခိတဘဝရောက်နေရရပြီ။ဘာဖြစ်လို့လဲဖေရ။ဩသားကလေးကလည်းဒုတိယသောသာယဟဝေသွားတယ်လို့ကြားတယ်ဖေရ။ အသံရွေးကလည်းကြည်ရင်လာတော့အိမ်မှာရှိတဲ့ဂျွန်နီမိုးလုံးတွေက ဝိုင်းပြီးတော့လိန်အကျွေးတွေကလည်းမရစင်းရတဲ့ဒုက္ခိတဘဝရောက်စင်းရတာတွေဖြစ်ပြီးတော့ကိုတော့ရတကနေတကလှဲ့ပြီးတော့တောင်းစားနေရရပြီဗျာအဲ့ဒါမရိလိုက်ရင်အဲ့ဒီအသံကြတော့ယင်ဝလှန်နဲ့ထိုးလိုက်သလိုပဲမျက်ရည်တွေပြိုင်ပြိုင်ရ အရှင်မယရှင်မယပြောတယ်အဲ့ဒီတတိယရေစနေမောင်းနှံဆိုတာတပည့်တော်ရဲ့ဘေးနဲ့မိပါဘေးဟာသူတို့ရဲ့တဝုဒိတော်သာဆိုတာကတပည့်တော်ပါပဲဘေးဟာတပည့်တော်ကြောင့်ကိုလိုဖြစ်ရတာဘေးဟာတပည့်တော်လူထွက်ပြီးတော့ဘေးတို့မေတို့ကိုစောင့်ရှောက်တော်မယ်လှုပ်ကြွေးတော်မယ်အရှင်မြတ်ကိုတပည့်တော်နေတဲ့ဟောဒီတောရเจ้าကလေးကိုလူတန်းခဲ့ပါတယ်ဖခင်เจ้าကလေးလူပြီးတော့ပြိသေရင်မြို့ပြန်လာတာ အဲ့တော့မြို့ပြန်လာတော့ဩငါလူမထွက်ခင်မှာမြတ်စွာဘုရားသရင်သုံးနေတဲ့ဇေဒဝန်ကျောင်းတော်ကိုဝင်ပြီးတော့ငါရဲ့ဇေယသခင်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကိုအာရပါရဖူးလိုက်အောင်မဲလို့ဆိုပြီးတော့ဇေဒဝန်ကျောင်းကိုဝင်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကလည်းပဲတိုက်တိုက်ဆိုင်ဆိုင် မိဘနှစ်ပါးရဲ့ခြေစုံကျွေးတွေကိုဇက်တဲ့နေရာမှာလူပဲဖြစ်ဖြစ်ရာမဲဖြစ်ဖြစ်ခြေစုံတွေဇက်တိုက်ပါတယ်လုံကျွေးတဲ့လုံကျွေးတိုက်ပါတယ်လို့မိဘခြေစုံဇက်ပုံးတွေကိုဟောအဲ့ဒီတရားကိုနားလိုက်တော့ဝါသာလွန်လို့ဟုတ်ပြီငါမြန်လို့တဲ့ဘုရားသာသနာမှာငါလူထွက်เสียမလို့တော့ဘူးမိဘနှစ်ပါးကိုငါရဟဝဲနဲ့လုံကျွေးခွင့်ရပြီလို့ဆိုပြီးတော့ပြိဿရဲ့အဲ့ဒီမှာ အဖေနဲ့မိကိုမတွေ့တွေ့အောင်ရှာတွေ့ပြီလို့ဆိုတဲ့အခါကျတော့ဇရက်ပြเจ้าမြေเจ้าဟိုเจ้าမြေဒီမှာဖေနဲ့မိကိုထားပြီးတော့ရက်တကနေတကလှဲပြီးတော့ဇွန်ခံလို့ကျွေရလာတဲ့ဇွန်ဇွန်များကိုမိဘနှမကိုကျွေတခါတလေလို့ကြံတခါတလေများဆိုရင်ပြိတဲ့ရင်ဇွညာကိုညာလေးတွေကိုစားရတာဇွညာကိုညာကလေးမကြံဘူးဆိုရင်တာယံတော်လေးဘာလို့ရတော့သပိတ်တောင်ရေကျင်းတော့ရတာ လိုလုပ်ရတယ်။တပိတ်ရေချင်းပြီးတော့